င်တသူကိုယုံကြည်ထားတာရအောင်တသူကိုညှော်လင့်မိတာပုံစံ music ပုံစံလေးကအဲ့လိုမျိုးလေးပဲဆိုရတာအဲ့နေရာမှာအဲ့လိုပုံစံမျိုးလေးမဆိုဘဲနဲ့တခြားပုံစံမျိုးဆိုလိုက်ရင်လည်းတချင်းတွေကလုံးဝမလိုက်တော့ဘူးပေါ့နော်ရအောင်တသူကိုယုံကြည်ထားတာရအောင်တသူကိုညှော်လင့်မိတာနောက်နေ့ဘာဖြစ်တာလဲဟာဘာဖြစ်လို့လဲဆိုတော့အဲ့ပြီးတော့ link နေပို့လာပြီးတော့ဒီမှာရဲဒီမှာရန်အောင်လို့ကြားတယ်လို့ပြောနေတယ် so we go you name me ke ko 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 အော်အခုညမနော်တခြင်းလေးတပုတ်ထွက်ထားတယ်အဲ့ဒီတခြင်းလေးကကြတော့ I will die with your mind ဆိုတဲ့တခြင်းလေးပေါ့နော်တီရကကြတော့တီတစ်ဆိုကိုကောင်းချစ်သူရေးပေးထားတယ်ပြီးတော့မှထောက်လင်းကတီးပေးထားတယ်ပေါ့နော်တခြင်းပုံစံလေးကလျွန်းဆိုနေကြပုံစံလေးတော့မဟုတ်ဘူးပေါ့နော်အဲပြီးခဲ့တဲ့29ရက်နေ့ကထွက်ထားပါတယ်လို့ Magic may I dream လူကိုဟန်ဆောင်ပြီးချစ်ပြား ဲ့လိုဒီသချင်းတစ်ပုတ်လုံးရဲ့ music arrange ကကြတော့ကိုကောင်းချစ်သူပဲလုပ်တာဒါပေမဲ့အဲဂီတာရဲ့ arrange ကကြတော့ထောင်းလင်းကလုပ်တာပေါ့နော်အဲ့တော့နှစ်ယောက်လုံးကျေးဇူးများအတင်ပါတယ်လို့ပြောချင်ပါတယ်ဟိုဆိုနေကြပုံစံအဲ့လိုမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့လေဒီသချင်းတွေမှာ तू ကအဲ့သူ့ရဲ့ဟာလေးလည်းနည်းနည်းမြန်တယ်အခါကျတော့ယွန်းအဲ့လိုစုံမဲ့အချိန်မှာ၃ရက်လောက်တော့ကျင်းလိုက်ရပုံမှန်မဟုတ်တော့လေယွန်းစုံနေကြပုံမှန်အဲ့လိုမျိုးမဟုတ်တဲ့ခါကျတော့ဟုတ် အသေးကွဲတခြင်းနေပဲအဲ့လိုမျိုးထွက်တာလို့လည်းမဟုတ်ဘူးကနော်ဒီအခုယွန်းရှိမှထွက်ခဲ့တဲ့တခြင်းလေးတွေဆိုလို့ရှိရင်အဲတဘာဝအချက်နဲ့ပန်းဒီအဲ့တခြင်းလေးဆိုရင်တေးကိုရှန်လေးရေးပေးထားတာအဲ့ဒါဆိုလို့ရှိရင်လည်းသူကခွန်အားပေးတခြင်းပဲအဲ့လိုပေါ့နော်အသေးကွဲတခြင်းလေးကိုယွန်းနဲ့အလိုတွဲပြီးတော့မအားမက်မိရဆိုလို့ရှင်လဲပေါ့နော်ယွန်းအခုရှိမှအဲ့ဒီတခြင်းလေးတွေလည်းထွက်ထားတာရှိပါတယ်လို့ အဲ့လေးလေ young youtube channel မှာသွားပြီးတော့မှနားထောင်လို့ရပါတယ်လို့ပြောချင်ပါတယ်အခုနောက်လာပေါ့နော်နောက်လာအဲ့ရုံမွေးနေ့၁၇ရက်နေ့မှာဆိုလို့ရှိရင် young ကအသေးခွဲခြင်းလည်းမဟုတ်တော့ဘူးအပေးတဲ့ခြင်းလည်းမဟုတ်တော့ဘူးအဲ့လိုမျိုးကိုယ်ထားတဲ့လူတယောက်ကိုချိန်မဲ့တဲ့ခြင်းအဲ့လေအဲ့လိုလေထဖို့ရှိပါတယ်လို့ဟုတ်အဲ့အဲ့တဲ့ခြင်းတွေကအဲ့တဲ့ခြင်းတွေကဘယ်သူရေးပေးထားအောင်ဆိုကိုမိုးထက်ရေးပေးထားတာကိုမိုးထက်ကလွန်ခဲ့တဲ့9နှစ်လောက်ကကိုမိုးထက်ရေးပေးထားတာအဲ့တဲ့ခြင်းတွေကလေ young ကလေ အော်ယောဒီကြားထဲမှာလေယောအကတွေပါတိုက်တာလေလေမမတွေ့မဲ့ထင်တယ်ယောအကတွေတော့အဲ့ဒီတချင်းတွေရိုက်ဖို့အတွက်ကိုယောကဒါထဲမှာအဲ့လိုမျိုးတွေတွားပြီးတော့မှအကတွေတိုက်တယ်အဲ့လိုမျိုးဘလိုဘလိုရိုက်မယ်ဆိုပြီးတော့နော်ဥပစာမှာစအကုန်လုံးပြင်ဆင်ပြီးပြီးတော့မှဒါပေမဲ့အဲ့လိုရိုက်မဲ့အချိန်ကြာလို့ရှိရင်အဲ့လိုတစ်ခုမဟုတ်တစ်ခုအဲ့လိုမျိုးလေးတွေကဝင်လာတော့တချင်းကထွက်မဲ့နေရာမရောက်ဘူးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့တော့အခုဒီနောက်လာမှာဆိုလို့ရှိရင်လေယောကအဲ့ဒီဟာလေးကို lyrics လေးအနေနဲ့အရင်ဆုံးပြဖို့ကြိုးစားပါမယ်လို့ တဲ့ခွေးချင်းဆိုတော့တောင်းရမှာပြောရဦးမယ်။သူကတော့ရုံးအပ်ပေးတယ်အများကြီးအပ်ပေးတယ်တခြင်းနေဆက်လို့ပေါ့နော်အဲအဲ့လိုမျိုးတော့ရှိတယ်။သူရုံးကိုဘယ်မှာဆက်တည်အောင်ဆိုတော့အိုင်ရောပြိုင်လုံးကတည်တာပေါ့နော်။ဒီမှာအဲ့လိုမျိုးအဲအကောင့်တွေပိုင်းလက်အရင်နဲ့မှာပြေဝကန်နေပဲအဲ့လိုမျိုးအကောင့်တွေပိုင်းအရင်နဲ့ခင်ရင်စကားပြောရင်းနဲ့မှာအဲ့လိုမျိုးပေါ့နော်။ရုံးရမနေဖို့ပေါ့နော်အဓိကကတော့ရမနေနဲ့လုံးလုံးလုံးပေါ့အဲ့တော့အများကြီးအရှိပါတယ်သူသူရှိတာဟုတ် အိမ်မှာတခြင်းအကြတော့ယွန်းရဲ့အမှတ်တိုင်တစ်ခုအနေနဲ့ပေါ့နော်တခြင်းရေးပေးတဲ့ကိုကိုစောထပ်နိုင်ဆိုနောက်ပြီးတော့မှဆရာပြီးပေါ့နော်တခြင်းတီးပေးတဲ့ဆရာပြီးတော့ဘာလို့ဆိုစိတ်စနာအပြည့်နဲ့အယံကိုမှ support ပေးရပေါ့နော်နောက်ပြီးတော့ဆရာပြီးဆိုလို့ရှင်လေယွန်းတခြင်းထဲမှာယွန်းတခြင်းဆိုတဲ့ဟာမှာဘလို့မျိုးဆိုလို့ရှင်တော့ဘလို့ဖြစ်တယ်နော်အဲ့လို တလုံးချင်းစီသူကလေးပြုတ်ပြပြီးစိတ်ရှင်ရှင်နဲ့အဲ့လိုမျိုးလေးတင်ပေးရပါတော့အဲ့အတွက်လည်းအာကိုစောထန်နိုင်ဆိုရောဆရာပြီးရောညီမကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့အဲ့ဒီအင်မာကိုတီးပေးတဲ့အာဆရာပြီးရဲ့ဘန်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင့်အမန်ဒီရောလေးဒီသချင်းလေးဟာလေသူ့ရဲ့ပုံစံ music ပုံစံလေးကအဲ့လိုမျိုးလေးပဲဆိုရတာအဲ့နေရာမှာအဲ့လိုပုံစံမျိုးလေးမဆိုဘဲနဲ့တခြားပုံစံမျိုးဆိုလိုက်ရင်လေတချင်းတွေကလုံးဝမလိုက်တော့ဘူးပေါ့နော် ထိုးတဲ့ဟာမှာအဲယွန်ဘက်ကနေပဲလိုအပ်ချက်ရှိရဆိုလို့ရှင်လဲအားလုံးကိုအဲတောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ဗောနော်ဟုတ်အရာအားလုံးဆိုရင်စကလုံးကအဲ့လိုဆိုမှရလားအဲ့လိုပြန်ပြားဆိုလို့ရှင်ဒီတစ်ချင်းရဲ့ဟိုကအဲ့တာမရှိနိုင်ဘူးဟုတ်တယ်ဟုတ်တယ်လုံးဝမလောက်ဘူးမလောက်အဲ့အဲ့နေရာမှာအဲ့လိုယွန်အဲ့ဒီဆိုတဲ့ပုံစံလေးကိုဗောနော်တခြားပုံစံမျိုးအဲ့လိုအတန်အပြည့်အလုံးအပြည့်လိုက်ကြီးအဲ့လိုဆိုဘလို့မမလာနိုင် 哎，呀，阿龙他独孤勇气他大，呀，阿龙他独孤鸟人没大，呀，阿龙他独孤但不他给他吧，啊，呀，阿龙他独孤勇气他大，呀，阿龙他独孤鸟人没大。你有拿布来写的？ရောင်နဲ့ဘာဖြစ်တာလဲဟာဘာဖြစ်လို့လဲဆိုတော့အဲ့ဒါပြီးတော့ link နဲ့ပို့လာပြီးတော့ဒီမှာရန်အောင်လို့ကြားတယ်လို့ပြောနေတယ် မအယွန်းရန်လို့ဆိုတာမဟုတ်ဘူးလို့ရာအလုံးလို့ဆိုတာလို့အဲကြမ်းရှင်းပြရတယ်သူတို့သူတို့ရောတွေးတက်ပြောတတ်တယ်နော်ဟုတ်တယ်ဟုတ်တယ်တကယ်ဆိုရင်လူတော်ကြောက်ွားဟုတ်တယ်ဘာဖြစ်တာလဲလို့ရွံ့ပြန်မေးရဟုတ်တယ်ဟုတ်တယ်ကိုဆိုတာအဲ့လိုရန်အောင်လို့ဆိုတာမှမဟုတ်တာနော်အဲ့လိုညဟုတ် yeah